Hello. အားလုံးမင်္ဂလာပါရှင်။ Delhi to Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးကျော်ပါ။ရေပြားထူးကုဆရာဦးပါ။ကဲမျက်နှာရဲရင်ဘာလုပ်လို့ရလဲဆိုတော့အားကြောင့်ရဲရဲလုပ်ရမှာကကြ Sunscreen နဲ့ Sun Protection နေရောင်ကိုအဓိကကာရမယ်။ နေရောင်ကိုဘာလို့ကာဖို့အဓိကပြောလဲဆိုတော့နေရောင်ကကျမတို့မှာအမြင်နဲ့လိုအပ်နေတာနေရောင်ကလည်းအရေးမကြီးမဟုတ်ကြီးတာပဲเนาะအဲ့တော့နေရောင်ရှိမှလည်းလူတွေအသက်ရှင်နိုင်တယ်နေရောင်ကိုအမြင်နဲ့ကာနေဖို့လည်းလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့နေရောင်ကာမှနေရောင်ကထိလို့ရှိရင်ဆိုတော့နေလောင်တယ်အဲ့နေလောင်တယ်ဆိုတော့ကျကျမဲ့ရဲသွားတယ်အဲ့ဒါတော့သိတယ်နေတွေတဖြည်းဖြည်းလောင်နေတာခဏခဏလေး low dose နဲ့ပေါ့เนาะ low dose နဲ့ထိတွေ့ပါများတယ်ဥပမာဘာလဲဆိုတော့ဒီကျမတို့ တခုခုပေါ့ဆေးရင်ပါသလိုလေးလေးနော်ဆေးလေးအဲ့ဆေးလေးနည်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 းတုံးနေလို့ရှိရင်သူတဖြည်းဖြည်းနဲ့ရင်ပါလာတယ်လို့မျိုးအဲ့လိုမျိုးပဲနေရောင်ကလည်းခန္ဓာကိုယ်မှာလူဒိုးစ်နည်းနည်းလေးနည်းနည်းလေးနဲ့အဲ့လိုအစပြုပြီးတော့ဖြစ်သွားလို့ရှိရင်ကြာလွတ်လို့ရှိရင်သူနီလောင် chronic sun exposure ရလို့ရှိရင်အကြာကြီးဖြစ်သွားလို့ရှိရင်နီလောင်တာကဆိုးတယ်နော်သူက DNA damage လည်းဖြစ်တယ်ဒါကတော့အတွင်းဟိုထိတာပေါ့လေနော်ပြီးရင်သူက collagen တွေ collagen တွေဆိုတာကဒီအရေပြားကိုကျုံ့နိုင်ဆန့်နိုင်တဲ့ ဆိုတော့ resilient ကောင်းစီတာပေါ့နော် supportive ပေးတယ်ပေါ့ခန္ဓာကိုယ်ဖိလိုက်လို့ရှင်ပြန်ဖောင်းတယ်တွန့်ကန်တယ်ပေါ့အဲ့လိုမျိုးဟာလေးတွေကအစာလေးသူကနေသွားတာကြာရင်တဖြည်းဖြည်းနေသွားတာနေကုန်တဲ့အတွက်ဘာဖြစ်လဲဒီသွေးကြောတွေကကြတော့ဒီလိုမျိုး constrict မလုပ်နိုင်တော့ဘူးမကျင်းနိုင်တော့ဘူးပေါ့နော်အဲသွေးကြောကြီးတွေကရော့တိရော့ရွေလူကလည်းကြီးလိုက်လို့ရှင်ပွားဖောင်းဖောင်းတယ်မျက်နှာကလည်းရေပြားရော့တိရော့ရွေနေအကြာလာရင်ဖြစ်လာတာနော်တဖြည်းဖြည်းနဲ့မှဖြစ်လာတာဒါအသက်ခုနက73လေးနှစ်မှာဖြစ်ပြီးတော့ကြာလာရင်အသက်40ကျော်ရအောင်အဲ့လိုဖြစ်တာကိုပြောတာနော် အတဟွေးနဲ့ခုနလိုသွေးကြောတွေကလည်းအဲ့လိုမျိုးကျယ်လာတဲ့အခါကျတော့ညနာညရဲလာတယ်လေနောက်ပိုင်းဘယ်တော့မှမကျော်တော့ကျွေးသွေးကြောက constrict ဖြစ်နေမှအကျင်းနေမှသူ့ကိုထိမ့်ချုပ်ထားမှညနာရဲတာတက်တာတာအဲ့ဒါကိုညနာကြီးရဲနေတာပေါ့နော်နောက်ပိုင်းအဲ့လိုတွေဖြစ်သွားတယ်ပြီးရင်ကြာလာတာနဲ့အမျှဒီအထဲထဲမှာလေး ရေပြားကအပေးတဲ့ဟာတွေဓာတ်တွေမှန်မြအကုန်လုံးကလည်းနဲလာတယ်ဒီလားဒီဟိုရေပြားရဲ့ကြုံတိုင်းဆန်တိုင်းစွမ်းအားတွေရော ပြီးရင်ရေပြားမှာအဆိုးတက်ထိမ့်သိမ့်တဲ့ဟာတွေရောပြီးရင် hair follicle တွေရှိတယ်လေစပင်းမှုတွေပါထွက်တဲ့ဟာအားတွေအကုန်လုံးတော့ဟိုသူ့တို့ရဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးကိုနှိကွေးသွားစေတာဒီနေရောင်ကြီးကြကြထိတွေ့လို့ရှိရင်ကြတော့အဲ့တော့ကြာနောက်ပိုင်းမှာဘာတွေဖြစ်လာမှာလဲစဉ်းစားကြည့်ပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းတဖြည်းဖြည်းနဲ့ဆုပ်ယုပ်လာတာပဲပေါ့နော် အဲ့နေအောင်ကကြကြထိလေမကောင်းလေပဲအဲ့ဒါကြောင့်မလို့နေအောင်ကိုရှောင်ဖို့လိုတယ်နေအောင်ကိုကောက်ွယ်ဖို့လိုတယ် sunscreen နဲ့နေတိုင်းလဲရမယ် sunscreen နဲ့နေတိုင်းလဲနေရမကောက်ထီးဆောင်မှာအုပ်ထုပ်ဆောင်မှာအဲ့လိုကဲနေအောင်ကာပြီးသွားပြီနော်အဲ့ပထမဆုံးတစ်ချက် နောက်တစ်ချက်ကဘာတွေလဲမလဲဆိုတော့ serum လေးတွေလိမ့်လို့ရတယ်အဲ့ serum လေးတွေမှာလေ vitamin C ပါတဲ့ serum လေးတွေရဲ့အဲ niacinamide ပါတဲ့ serum လေးတွေရဲ့အဲ့ဒါကကြတော့သူက ကြာလာလို့ရှိရင်တို့ကိုလည်းချက်ချင်းတောင်းဝင်မသိတာအောင်เนาะတပတ်နှစ်ပတ်လောက်မှသိတာမှာပြီးရင်တစ်လနှစ်လနေပို့ပြီးတော့သိတာတာပေါ့เนาะအဲဗိုက်တာမင် C serum ကလည်းသူကနေအောင်ကြီးရဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပေါ့နေအောင်ကြီးထိလိုက်လို့ဖြစ်လာမဲ့အဲ free radical တွေလေဓာတ်တိုးဆန့်ကျင်ပစ္စည်းဓာတ်တိုးပစ္စည်းတွေပေါ့ဓာတ်တိုးပစ္စည်းတွေကိုဆန့်ကျင်ပေးတယ်ရှင်းလင်းပေးတယ်ပေါ့เนาะအဲ့တော့သူကကောင်းစေတာကဘာလဲဆိုအန်တီအောက်ဆီဒန့်အဖက်လည်းရှိတယ်အန်တီအင်ဖလမေတရီဆိုတော့ရောင်ရမ်းတာတွေလည်း ကျစီတယ်အဲ့တော့ညီရဲတာတွေလည်းတတ်တာရယ်ပေါ့နော်အဲ့တော့ဗီတာမင် C serum ကိုနေ့စဉ်သုံးသွားပြီလို့ရှင်ကြတော့ညီရဲတာရောရောင်ရမ်းတာရောမျက်နှာညီတာရောအဲ့ဒီတတ်တာမှာပေါ့ပြီးရင်သူကနောက်ပိုင်းကျရင်သူ supportive ဟို collagen stimulation လို့ပါတော့အဲ့လိုမျိုးတွေတော့လည်းပါတော့အသားရေတင်းရင်းတာတွေရောတခြား effect တွေလည်းအများကြီးရသေးတာပေါ့နော်အဆိုးတက်ထိန်းတာတွေရောပေါ့အဲ့ဒါအကုန်လုံးရပါတယ် နိုင်စနမိုက်ဆီရမ်လည်းအဲ့လိုမျိုးပဲ anti inflammatory properties ရှိတယ် anti oxidant effect လည်းရှိတယ် skin barrier လေးကိုသူကကောင်းစေတယ်ပေါ့နော်ကြာလာလို့ရှင်နောက်ပိုင်းဝက်ချံထွက်တာတွေပါလေနည်းစေတယ်ပေါ့လေနော်အဲ့လို skin barrier လေးကိုတဖြည်းဖြည်းနဲ့ပြင်ပေးတယ်ပေါ့ပြပြင်ပေးတယ်ပေါ့ skin barrier လေးရှိတော့မှအဆိုဓာတ်တွေထိန်ရေဓာတ်တွေထိန်နော်အအပြင်ပရဲ့နေတံလေတံရာသီဥတုတံကိုခံနိုင်အဲ့ဒါဆိုလို့ရှိရင်လေညည်းရတာရောင်ရမ်းတာတွေတိတ်မဖြစ်ဘူးပေါ့နော်အဲ့လို ဒါတွေအကုန်လုံးကတော့လုံနေရမှာလေစိုက်မမတ်လုံနေရမှာနော်အခုလုံလိုက်မလုံလိုက်အဲ့လိုမျိုးလုံလို့တော့အဆင်မပြေဘူးပေါ့လေနော်အများရန်လုံတော့ကောင်းတာပေါ့အဲ့ဒါကြောင့်ပြောတာ skin care လုပ်လို့ရှင်ပတ်စံတွေကလည်းကုန်နေလို့တင်းတိတ်သမားတွေဆိုလို့ရှင်လေကျမစီလာလို့ရှင်လေပြောတော့တင်းတိတ်လူနာတွေဆိုတင်းတိတ်ကုလို့ရှင်နော်ပတ်စံတွေကတော့ကုန်နေကုန်တာပေါ့တော့ skin care တွေလည်းလုပ်ရတယ်ပြီးရင်အဲ့ဒီတော့အမဲတွေကိုလည်းဖယ်ရသေးတယ်ဆိုတော့နော်သူတို့မှလုပ်ရတာတွေအများကြီးပဲ ရှောင်ရတာရောစောင်းရတာရောနော်ကဲနောက်တစ်ချက်ကကြတော့အဲအခုညီရဲတာပြန်ပြောမယ်နော်ညီရဲတာကိုတတ်တာဖို့အတွက်နောက်တစ်ချက်ကကြတော့ skin barrier လေးကောင်းအောင်လုပ်မှာအဲ့တော့ဘာလုပ်မှာလဲ skin barrier ကောင်းအောင်ကြတော့လေ skin care ပဲပြန်လုပ်တာပဲအဲ့ဒါကြောင့်မလို့ skin care လုပ်တာအရင်ကောင်းတယ်လို့ပြောတာ မျက်နှာသစ်မယ်တိုနာလေးလိမ့်မယ်ဆီရမ်လိမ့်မယ်မော့စချာရိုက်ဇာလိမ့်မယ်ဆန်စကရင်လည်းလုပ်မယ်နော်အဲ့အခါမှာလဲသူကအအသားရည်ကိုအစိုးတက်ကိုထိန်းတဲ့ဟာမျိုးလေးတွေပေါ့နော်ရေတက်ဖြည့်တာလေး soothing effect coming အဲ့လိုအဲ့လိုဟာလေးပေါ့နော်ပြီး hydration ရေတက်တွေရအောင်နော်အဲ့လိုမျိုးအသားရည်စုပြေအောင်လို့ပြန်လုပ်ကြတာပေါ့လေအဲ့ဒါမှ skin barrier လေးပြန်ပြီးတော့ကောင်းသွားမှာ skin skin barrier ကောင်းသွားလို့ရှင်ကြတော့ဒီညီရဲတာရောရောင်ရမ်းတာတော့တိတ်မဖြစ်ဘူးပေါ့ ဒီနီရဲတာတွေရောင်ရမ်းတာတွေတတ်တာဖို့အတွက်ဆေးအနေနဲ့ကကြတော့เนาะ hypochlorous acid ဆိုတဲ့ဒီ acid အပြော့စားပဲပေါ့လေသူကဒီ bacteria တွေဆိုလို့ရှိရင်လည်းသူကခြေမုံနိုင်တယ်ပြီးရင်အဲ anti inflammatory effect ပေါ့ဒီရောင်ရမ်းတာတွေပါတတ်တာစေတယ်ဆိုရဲဟာသူ acid အပြော့စားပေါ့เนาะအဲ့ဒါမျိုးလေးကို cleanser ထဲမှာပါတဲ့ဟာတွေလည်းသုံးကြလေးရှိတယ် တချို့တွေကကြတော့အဲ့ဒါကိုပဲလိမ့်စေးပေါ့နော် topic ကလိမ့်စေးအနေနဲ့ cremlin အနေနဲ့အဲ့လိုလိမ့်ကြတာလေးရှိတယ် hypochlorous acid နော်နောက်တစ်ခုကကြတော့ peperonine glucoside ပေါ့အဲ့ဒါလေးတွေပါတာလည်းသုံးကြတယ်အဲနောက်ပိုင်းမှာ skin care တွေမှာလေးတချို့ skin care တွေမှာအဲ့ဒီဟာလေးပါတဲ့ဟာရှိတယ်နော်အဲ့လိုမျိုးလေးလည်းရွေးပြီးတော့သုံးကြသေးတယ်အဲ့မဲ့ဒါလေးတွေကသုံးတာတော့ရှားပါတယ်သုံးတာနည်းတယ်ပေါ့လीเนาะအဲခုနကပြောသလို skin care အဲ့ဒီပဲ skin barrier ကိုပဲကောက်အောင်ပဲအဓိကလုပ်ပြီးတော့ဒီဒီလိုမျိုးလိန်ဆေးအဲ့လိုဆေးတွေပါတွေကကြတော့လည်းအနေပါတယ်အသုံးနာတော့အနေပါတယ်เนาะเนาะဘာကြောင့်မဲနီနီဒီလိုမျိုးလေးတွေလုပ်လို့ရှိရင်တက်တာမယ်ပေါ့ဘယ်အချိန်မှာဆေးကမ်းပြမလဲဘယ်အချိန်မှာအရေးပြအထုကုဆရာဝန်နဲ့တိုက်မှာမလဲဆိုလို့ရှိရင်ကြတော့เนาะယောဂဖြစ်နေပြီပေါ့ယောဂဖြစ်နေပြီဆိုတာညီရဲတာခဏတစ်ဖြုတ်လည်းမဟုတ်ဘူးအမြဲဆန်ဆက်ကြီးဖြစ်နေတယ်ပေါ့ စဉ်စဉ်စမပြတ်ဆက်တိုက်ကြီးဖြစ်နေတယ်ပြီးတော့ခုနကလို့အဖူတွေနဲ့ရောထွေးနေတဲ့ဝက်ချန်လိုဟာမျိုးရိုဇေးရှားလိုဟာမျိုးအဲ့မျိုးဆိုလို့ရှင်လဲစိတ်ကန်းပြလိုက်ပါအဲ့ဒါဆိုပြီးမြန်တက်တာသွားရင်ပြီးရောပေါ့နော်ဒါမှမဟုတ်လို့ရှင်ရိုဇေးရှားဆိုလို့ရှင်သူကလေ chronic nada shi yoga ဖြစ်တဲ့အတွက်ကြောင့်မလို့မတက်တာမြန်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 တော့မတက်တာဘူးအာအော်မပြောက်ဘူးလို့ပြောတာမြန်မြန်တော့တက်တာတက်တပါတယ်နော်အဲ့တော့မပြောက်ဘူးဟိုဘလူတက်တာအောင် လုပ်ရမလဲဆိုရင်နီလန်းလေးတွေအဲ့ဒါလေးတွေလုတ်သွားလိုက်ပေါ့နော် မဟုတ်လို့ရှင်လေးအရိုစေးရှာ5မားဆိုတဲ့ဟာကြီးဒီလိုမျိုးကြည့်ရဆိုတဲ့ဟာမျိုးကြီးတွေဖြစ်တတ်တယ်သီလားအဲ့ဒါကြောင့်မလို့သိကြ view ဆိုင်ရမယ်ပေါ့နော်အကြောင်းပြတဲ့နဲ့ဟာဆိုလို့ရှင်လဲဆရာဝန်စီသွားပါမပြင်းပါနဲ့ပေါ့။ကဲဒီနေ့ကတော့ဒီလောက်ပါပဲ။အာလူခေါ်ရတာလည်းမောသွားပြီ။ကျမလာပါတော့ရေးပါပါဆိုင်နေရပါစေရှင်။နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်။ Bye bye ။